အားလုံးပဲမင်္ဂလာပါဒီမှာရှေ့သင်ခန်းစာဘာလို့ school network ဒီဆောင်ရင်ဘာလိုအပ်ချက်ရှိမလဲအဲဘယ်လိုမျိုး installation လုပ်တဲ့အခါမှာသူ့ဒီဆောင်တဲ့အခါမှာအားသာချက်တွေကဘာဖြစ်မလဲအားနည်းချက်တွေကဘာဖြစ်မလဲဆိုတော့မေးခွန်းလေးနဲ့မေးခဲ့ပါတယ်အော်ဒီမှာ school network ဒီဆောင်တဲ့အခါမှာသူ့ရဲ့လိုအပ်ချက် requirement ရဲ့သူ့ရဲ့အားသာချက်တွေကဘာလဲဆိုတော့ဒီဒီမှာပြပေးထားရရလေးပါကျွန်တော် speak call security centralized software management resource sharing email flexibility asset work group computing တွေပေါ့နော်ဒီဘိုင်းနေနဲ့ပတ်သက်ပြီးတော့သူရဲ့အားသာချက်လေးဖြစ်ပါရဲ့အဲဆိုရင် speed နဲ့ပတ်သက်ပြီးတော့ပြောချင်တာဘာလဲလို့ပြောရင်မော် network ဒီစားရတဲ့အခါမှာမတူညီရဲ့ network တွေဒီ finite data ကြီးကိုယ့်ရဲ့ computer ကြီးအဲသူ့ရဲ့ department လိုက်ပေါ့ service တွေကိုကျွန်တော် share တဲ့အခါမှာပို့ပြီးတော့လွယ်ကူတဲ့အဲဒီ data ကြီး sharing လုပ်တဲ့အခါမှာပို့ပြီးတော့လွယ်ကူသွားတယ်နောက်တစ်ခုက cost မှာတော့ကျွန်တော်ကဒီ ဒီ file for ai service တွေပေါ့เนาะရဖို့အတွက်ကျွန်တော် file server ကြီးထားတယ်ပြီးရင်လိုအပ်တဲ့ဒီ printer service တွေ printer sharing တွေ network တွေနဲ့ချိတ်ပြီးကျွန်တော် software နဲ့ပတ်သက်တဲ့ဟာမျိုးကျွန်တော်သုံးလာအသုံးပြုလိုက်တယ်နောက်ဘက်ပေါ်ကနေသွားရဖြစ်တဲ့ cost အနေနဲ့ကတော့ကျွန်တော်ကပါလဲ ဒီ service တွေကိုပဲသုံးလာဖြစ်တဲ့အတွက်အဲကျွန်တော်ဒီမှာသုံးတဲ့ application software ရ license ဖြစ်တဲ့ software ပြီးလိုအပ်ချက်ရ upgrade လိုရတဲ့ service တွေလိုရတာဖြစ်တဲ့အတွက် cost အနေနဲ့ကတော့များနိုင်တယ်နောက်တစ်ခုကအားသာချက်ကတော့ကျွန်တော်ကဘာလဲ security ကတော့အားကောင်းလာတယ်ကိုယ့်ရဲ့ဒီ access တွေကိုကျွန်တော်က centralized အနေနဲ့ server ပေါ်ကနေပြီးတော့ access လုပ်ထားတာဖြစ်တဲ့အတွက် unauthorized user ရနဲ့ access လုပ်လို့မရဘူးအဲ့လိုမျိုးမဖြစ်အောင် restrict လုပ်ပေးထားတယ်ကောက်ွယ်ပေးထားတယ် ။တနည်းအားဖြင့်ပြီးပြောရင်ကိုယ့်ရဲ့ data ရဲ့ file တွေနဲ့ပတ်သက်ပြီးတော့ illegal copy လုပ်လို့မရအောင်ကောက်ွယ်ပေးတာဖြစ်တဲ့အတွက် security ကပို့ပြီးတော့ကောင်းတယ်။နောက်တစ်ခုကကိုယ့်ရဲ့ဒီအကြောင်းနှုတ်ဘက်အရာတွေကိုယ်မှာသုံးတဲ့ဒီ application requirement ရ software ပဲဖြစ်ရင်ဖြစ်မယ်ကိုသုံးတဲ့ application service တွေတော့ကျွန်တော်ကဘာလိုရလဲဆိုရင်ကျောင်းရဲ့ centralized software management တွေပေါ့ database server ကြီးဟိုကကျောင်းသူကျောင်းသားကြီးရဲ့ assignment data ရေသူတို့ရဲ့ report file တွေအဲသူတို့ရဲ့အရေးဒီအကြောင်းကြောင်းသားရဖြည့်ရဲ့ exam paper ရေပေါ့အဲ့ဒါတွေနဲ့ပတ်သက်တဲ့အရာကိုကျွန်တော်ကဗာလဲလို့ပြောရင် centralized software management ဒီ server ပေါ်ကနေ software ကိုသုံးပြီးကျွန်တော်ကဗာလို့လို့ရတယ်ဆိုတော့ tracking လုပ်လို့ရတယ်စောင့်ကြည့်လို့ရတယ်ဒီပြီးရင်နောက်တစ်ခါဒီ service တွေကိုဒီ centralized management software ရေပေါ်မှာသုံးတာဖြစ်တဲ့အတွက် internet access ရုံနဲ့ခြိုက်တဲ့နေရာခြိုက်တဲ့ချိန်တိုင်းကျွန်တော်ယူပြီးတော့သုံးလို့ရတယ်။နောက်တစ်ခုကတော့ဆွမ်းနာကျွန်တော်အပေါ်မှာပြောခဲ့သလို resource ကို sharing လုပ်တဲ့အခါမှာပို့ပြီးတော့လွဲကူတာဖြစ်သွားတာဖြစ်တဲ့အတွက် resource sharing လုပ်တဲ့အခါမှာအားသာချက်တွေလည်းဖြစ်တယ်။ပြီးရင်ကျွန်တော်ဒီ school network မှာကျွန်တော်ကိုဗာလေဒီ website ရကျွန်တော် email တွေသုံးရတယ်။ personal professional email တွေကိုယ့်ရဲ့အကြောင်းနဲ့ပတ်သက်တဲ့ mail တွေအာပြီးရင်နောက်တစ်ခုကကိုယ့်အကြောင်းမှာရှိတဲ့အကြောင်းသားတွေနဲ့ပတ်သက်တဲ့ mail တွေပေါ့။အဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ mail service တွေ teacher အချင်းချင်းဆရာဆရာမအချင်းချင်းဒါမှမဟုတ်ကျောင်းသားကျောင်းသားအချင်းချင်းနေဒီဆန္ဒကကျွန်တော်အပေါ်မှာပြောတာ centralized software management ကိုသုံးပြီးတော့ email system တွေကနေပြီးတော့ access လုပ်ပြီးကျွန်တော်သုံးတာ login ဝင်သုံးတာဖြစ်တဲ့အတွက်ပို့ပြီးတော့မြန်ဆန်သွားတယ်နောက်တစ်ခုကတော့ဒီကျောင်း network တွေရော student တွေရော teacher တွေရောကျောင်းမှာရှိရဲ့ဒီကိုယ့်ရဲ့ဒီ အတွင်းမှာရှိနေတဲ့ဒီ employer တွေရောပေါ့နော်အဲ့အကုန်လုံးဒီဒီ resource တွေကိုကျွန်တော်က flexibility assess ပေါ့ခြိုက်တဲ့အချိန်အနေနဲ့ကျွန်တော် assess တွေကိုသုံးလို့ရတယ် classroom ထဲမှာလည်း disaster phase တွေသုံးလို့ရတယ်လို့ကိုယ့်ရဲ့ classroom ပြင်ပအချိန်အနေနဲ့ပြောတယ်ကျွန်တော်ကကိုယ့်ရဲ့စိတ်ချိုက်ကိုယ့်ရဲ့ဒီလောရမဲ့ assignment test တွေ workflow တွေကိုကျွန်တော်ကဘာလို့လို့ရလဲဆိုရင်ဒီ network ပေါ်ကနေချိတ်ဆက်ပြီးတော့သုံးရတာဖြစ်တဲ့အတွက်ပို့ပြီးတော့ကျောင်းသူကျောင်းသားတွေအတွက်လည်း flexibility ဖြစ်သူဆရာသမားတွေအတွက်လည်းပို့ပြီးတော့အဆင်ပြေရယ် နောက်တစ်ခုက work group computer ပေါ့နော် work group computer ကျွန်တော်ဒီ network တွေချိတ်ဆက်ပြီးတော့ကျွန်တော် work group ပေါ့ကိုယ့်ရဲ့ network တွေကကျွန်တော်ဒီ school network infra တခုအနေနဲ့ work group လုပ်ထားရယ်ကိုယ့်ရဲ့ software တွေဒီကိုယ့်ရဲ့ computer device တွေကိုအာကျွန်တော် centralize လုပ်ထားတာဖြစ်တဲ့အတွက်အချိန်နဲ့တပင်းကြီးကျွန်တော်ကပါလဲအာကိုယ့်ရဲ့ထဲမှာရှိတဲ့ service တွေ update တွေ change တွေပဲဖြစ်တဲ့ resource တွေ data တွေ examination တွေဆရာသမားရဲ့ curriculum တွေ ကျောင်းစုကျောင်းသားရဲ့ data အဲ့ဒါတွေကိုကြောပါပါလေအချိန်နဲ့တပင်းကြီးကြောပါပါလေပြောင်းလဲပြင်ဆင်လုပ်တဲ့အခါမှာပို့ပြီးတော့လှင်ဆက်မြဲကူပါဖြစ်တဲ့အတွက်သူရဲ့အားသာချက်တွေကတော့ဒီ recruit ချိန်တဲ့အပိုင်းလေးရပို့ပြီးတော့အားသာလာရအပိုင်းလေးရှိလာပါတယ်ဒါကတော့သူရဲ့အားသာချက်ရှိရအပိုင်းလေးပါအဲ့ဒါဆိုကျွန်တော်တို့ doctor ဘက်မှာတော့အဲကျွန်တော်ဒီ school network လောက်တဲ့အခါမှာအားနည်းချက်တွေကတော့ဘာရဖြစ်မလဲအားသူ့ရဲ့ဒီ disadvantage အားနည်းချက်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ထပ် video သင်ခန်းစာလေးမှာဆက်ပြီးတော့တွေ့ဆုံပါမယ်အားလုံးဒီနေ့သင်ခန်းစာလေးကိုနားထောင်ပေးရတဲ့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်